MSP အော်လောက်ရှိပေါ့အာ9နှစ်10နှစ်လောက်ရှိ9နှစ်10နှစ်လောက်ရှိအဲ့တော့ပိတ်သက်တွေထင်တယ်လို့မျိုးမဟုတ်ပေါ့လေ main လေးဆိုတော့သူများတွေကြည့်ရင်တော့အားကြတာပေါ့ဟိုလူလေးအားကြတယ်လူလေးအားကြဆိုတော့ဖြစ်နိုင်တဲ့လောက်လေးနဲ့အကောင်းဆုံးဟိုလောက်ပြရမှာပေါ့လေတခါကျတော့အယိုးဆုံးလေးကအဆန်းဆုံးလေးဖြစ်ဖြစ်သွားနိုင်တာလို့ဆိုတော့ ကျုပ်ဒီဆိုလူတွေဘွားနေတော့ပြောင်းဖို့ရှိတော့အဲအဲ့ဒါကိုပြောချင်တာလူတွေဘွားနေပြီးတော့ကျွတ်ချင်လာလို့ခန်းခဏမေးနေကြတယ်ကျွန်တော်လည်းကျွတ်ချင်ပါတယ်ဒါဆိုတော့အာတစ်ဖက်လူလည်းအားနာတယ်ဒါပေမဲ့ပြဿနာကျွန်တော်ကျွတ်ချိန်မတန်သေးဘူးလားမသိဘူးကြာမကျုတ်ဘူးဖြစ်နေအဲ့လိုမျိုးလေဟိုနေရာလုံးကကျွတ်ချင်မယ်ဆိုရင်လည်းကျွတ်လို့ရတယ်ဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ဇာတာကကျွတ်ချိန်မတန်သေးလို့လားမသိဘူးအဲ့လိုအဲ တခုခုဝင်ပြီးတော့အဲ့လိုဝင်ဝင်ဖြတ်နေတယ်လို့မျိုးပေါ့လေအဲ့ကိုမိမရမအောင်လို့ကောင်းတဲ့နှကောင်းနှက်မြတ်တွေကတိတ်မကြိုက်ဘူးထင်တယ်တိုက်ကလာမိမရတိုက်ကလာရမိမမလာတိုက်ကလာမိမမမြူပါအဲ့ကြောင့်မဆွေးမယ်အဲ့တိတ်ပဲပိုင်းချတော့မရှိဘူးရအဲ့လိုတော့ကျွန်တော်အမှုပညာနဲ့ပတ်သက်ပြီးဒီလိုဒီလိုလုပ်မယ်ဒီလိုနေလို့နေထိုင်ရရင်တော့အဲ့လိုမျိုးကြီးရွယ်ထားတဲ့ဟာမျိုးတွေရှိတာပေါ့ဒါပေမဲ့တခါကြရင်လည်းအောင်မြင်မှမိမယူမယ်လို့ပြောပြီးမအောင်မြင်ဝိုင်းမိမမရတော့ပဲနေအောင်မှတစ်ဖက်လူကလည်းအားနာအားတည်တယ်ပေါ့လေ ပြီးတော့အဓိကကတော့လေဟိုကျွန်တော်ကလည်းအနုမြာသမားဆိုတော့ကိုယ်နဲ့ပတ်သက်တဲ့ main ကလေးဆိုတော့လေဘယ်လိုကြီးကျယ်ခန်းခန်းနန်းနာဟိုဖြစ်စေခြင်းဒါလူတိုင်းမှာပဲပေါ့လေကျွန်တော်လည်းအဲ့လိုဖြစ်စေခြင်းတဲ့အထဲမှာပါတဲ့ခါကျတော့အဲ့လိုချိန်ချိန်ချိန်နဲ့အဲ့လိုချိန်နဲ့ကြာနေတာလားမသိပါဘူးပတ်စံပိုဆူရတယ်လို့မရှိဘူးကျွန်တော်ကအမှုပညာတဲ့အဲ့လိုထဲ့လိုက်ထဲ့ထဲ့ထဲ့နေကုန်ကုန်သွားတာအခုအကျွေးတော်တင်နေတာ မှန်တမ်းပြောရင်တော့အားလုံးရွေးချင်နေပြီကျွန်တော်ခုနပြောနေလေဟိုမိန်လေးဆိုတော့လူများတွေကြည့်ရင်တော့အားကြတာပေါ့ဟိုလူလေးအားကြလူလေးအားကြဆိုတော့ကျွန်တော်လည်းအမှုညာသမားတွေကအမှုညာသမားတရားဆိုတော့အဲအဲ့လိုမျိုးလုပ်ပေးစေချင်တော့လည်းပဲကျွန်တော်အနေထားရလုပ်လို့မရဘူးဖြစ်နေတာအဲတခါကျတော့လည်းဟိုအဲ့ဒါကျွန်တော်တို့ကြံ့ကြာနေတာလားမသိပါဘူးဗောနော်ဟိုဘာလို့လဲဆိုတော့အော်သူများတွေလိုပဲကိုယ်လည်းလုပ်ပေးစေချင်တဲ့စိတ်ဆန္ဒပြည့်ဝရှိရအောင် ဲ့မဲ့အဲ့လိုကြည့်ပြန်တော့လေကျွန်တော်မှာအဲအောင်မြင်မှုရောငွေကြီးရောရာအဲသူများတွေလောက်မရှင်းတန်နိုင်နေတဲ့ခါကျတော့အဲချက်ကြိုးစားအောင်မယ်လို့ကျွန်တော်ကကိုယ့်ကိုယ်သုံးသက်သုံးသက်နေတာဗောလေဟုတ်အမင်းကလေးတိုင်းရတော့လေအကောင်းဆုံးဆိုတဲ့အကောင်းတကအကောင်းကြီးလူချင်းရတာလေဘယ်သူမဆိုပေါ့အအဓိကကျွန်တော်တို့ယောက်ျားလေးတွေရတာမပေးနိုင်တာအင်္ဂလိပ်တွေဆိုတာတကယ်အကောင်းတကအကောင်းဆုံးဆိုရက် နေရာကြီးတွေအကောင်းတကအကောင်းဆုံးဆိုတဲ့ချစ်ချင်းမေတ္တာကြီးတွေလိုချင်ရတဲ့သူတွေကြီးပဲဆိုတော့အဲ့ဒါကျွန်တော်တို့ပုံမှန်အများကြီးမှုတရားပေါ့အဲကျွန်တော်တို့ယောက်ျားလေးတွေပုံမှန်အများကြီးမှုတရားပေါ့အဲ့ဒီပုံမှန်ခုနပြောနေလေအော်နောက်ဆုံးတော့လေတစ်ခါတည်းကျတော့လေကိုမှန်းသားသလောက်မဖြစ်ဘူးဆိုပေမဲ့လည်းဖြစ်နိုင်သလောက်လေးနဲ့အကောင်းဆုံးဟိုလုတ်ပေးရမှာပေါ့လေတစ်ခါကျတော့အယိုးဆုံးလေးကအဆန်းဆုံးလေးဖြစ်ဖြစ်သွားနိုင်တာပဲဆိုတော့ကိုလည်း เออယောက်ျားလေးတည်းอ่ะတယောက်ပဲဆိုတော့လေခုနကျွန်တော်ပြောနေလေလှုပ်ဝေးချင်တာပေါ့အကြီးကျယ်ခမ်းနားမှုတွေအများကြီးပေါ့ဒါပေမဲ့လည်းဟိုလူတိုင်းတော့ကိုယ်ထွာလေးနဲ့ကိုယ်ပဲပြန်ကြည့်ရမှာပေါ့လေတခါကျရင်အရင်ရင်တွေးလိုက်ရင်ရင်စိတ်ဆင်းရဲစရာတွေဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မဟုတ်ဘူးအရင်ကသတင်းချွတ်သွားတာအလောက်ကြီးစိတ်လှုပ်ရှားနေတာမဟုတ်ဘူးအဲ့နှစ်တွေဂုံဂုံွားတာကိုယ်တော့စိတ်လှုပ်ရှားစရာပဲဘာလို့လဲကိုယ်တော့အနုပညာလှုပ်လို့ရမယ်ချိန်နေနေအများကြီးမကြံတော့မှစိတ်ပူတာပါ ဟိုကျွန်တော်ကအနုပညာနဲ့ပဲတိုင်းတာတာပါအရင်တော့ကတော့လို့ဘယ်အသက်ရွယ်ရမှန်းတော့ယောက်ျားလေးအတွက်ကတော့သိပြဿနာမရှိဘူးအဲ့တော့ mainly ကျတော့နည်းနည်းအဲ့လိုအရွယ်ရှိရလေ mainly ကအင်အောင်ပြုတ်အတွက်ကျတော့ဆိုတော့ကျွန်တော်တော့ကတော့အရွယ်မလို့ပါဘူးဟိုဒါကလည်းကိုယ်စိတ်ထဲမှာရှိရှိပြီးသားဆိုတော့လေတချို့အများကြီးလိုက်မစင်းစားနေဘူးအဲ့ဘယ်ရွယ်ကြီးဆိုတာယူဒါဘလောက်အောင်မြင်ရမှာဆိုတော့အတိုင်းတာလေးတစ်ခုတော့ကိုမှန်းထားရောရှိတာပေါ့လေအော်လောက်ရှိပေါ့အာ9နှစ်10နှစ်လောက်ရှိပြီ 9နှစ်10နှစ်လောက်ရှိအဲ့တော့ပိတ်သက်တွေထင်တယ်လို့မျိုးမဟုတ်ဘောလေ9နှစ်10နှစ်လောက်ရှိပါအရင်တော့ကကြတော့လေဘာဟိုမပြောဘူးဆိုတာဒီလိုတစ်ခါကျရင်အကြောင်းအရာတစ်ခုကပြောပြီးွားရင်လွဲွားတာကြီးရှိတယ်လွဲွားတဲ့ခါကျရင်နင့်လာစရာအကြောင်းအရာတွေအများကြီးရှိလာနိုင်တယ်အဲ့တော့အဲ့ဒါကြောင့်မလို့ပါအလုံးဟိုဘက်ဒီဘက်လိုက်ချိန်ရအဲ့လိုမျိုးပေါ့အဲဇလန်းတွဲတွေကတော့ဒါမဟာတို့ဘာတို့ကနေပြီးတော့ဒါဗေဒါဆိုတဲ့ဇလန်းတွဲလေးမကြခင်နှစ်လ 3လဒေါ်တင်းထဲမှာထွက်မယ်လို့သတင်းကြားရတယ်။ပြီးတော့ hip play ကလည်းအဲရိုက်ထားတဲ့ဇလန်တွဲထွက်ဖို့ရှိတယ်။အဲဒီကြားထဲမှာလည်းကျွန်တော်အဲကြာဘလူးဆိုတဲ့ဇလန်တွဲကိုဟိုရိုက်ကူးဖို့အတွက်ဒီ2ရက်3ရက်ဒေါ်တင်းကိုဟိုသွားမန်းလေးသွားမှာပေါ့လေခီးတက်မှာပေါ့ဟုတ်ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်။ Myanmar Star Bazaar